ဘရာဇီးလဝိတ်သမားကိုအမဲချွေကမြန်မာလက်သည်ကဘာကတီအောင်ပြလိုက်တဲ့မြန်မာကုံဆောင်ကျူရှူမင်္ဂလာပါရှင်ပါမစ်နောင်မှာပြန်လည်ကျူဆွန်လိုက်ပါတယ်မြန်မာလက်သည်ဘလောက်မှာပင်ဘလောက်ပြင်းနေဆိုတော့ကိုနေမာရုဌာနေဘရာဇီးနယ်ကလဝိတ်သမားတီအောင်အပီပြင်းမြီးဆန်းခွင့်ပေးလိုက်တာကမြန်မာကုံဆောင်လဝိတ်သမားချင်းလူမျိုးတိုင်းရင်းသားလေးကျူရှူအားပါမှာကျေရှင်အပဟာခုဆိုပရာစီကစားသမောင်ဘရူနိုစီဘာကုံတတိယချီမှာလဲထိုးနိုင်ယူလိုက်တာဖြစ်ပါလေ ကျော်ရွှေအပန်းဟာခုဆုံး UFC မှာကစားသမျှပွဲတိုင်းကိုအနိုင်ယူပြနေတယ်လို့ဆိုရမှာပါ။ဒါကြောင့်လဲ One Championship မှာမြမကုံဆောင်ကချင်လူမျိုးအောင်လိုင်းရဲ့ဆန်းကကမ္ဘာချန်ပီယံဖြစ်ခဲ့တယ်လို့ UFC မှာမြမကုံဆောင်ချင်းလူမျိုးကျော်ရွှေအပန်းကကမ္ဘာချန်ပီယံဖြစ်တော်မလားဆိုပြီးပြည်သက်တွေကမျှော်လင့်နေကြတာပါ။မျော်လင့်ချင်စရာကောင်းအောင်လဲဂျိုရှွန်အပန်ဟာချန်ပီယံတယောက်ရဲ့စိတ်ထားပြင်ဝရတယ်လို့ဆိုရပါမယ်။ အကျွန်းသဖြင့်ဂျိုရှူအာဘန်ကကဘာပေါ်မှာဆင့်မြေဆုံး UFC ပြိုင်ပွဲမှာထိုးချင်းရရင်ပြီးရောလာထိုးတာမဟုတ်တယ်လို့ကြီးကြီးကျယ်ကျယ်ပြောပြီးရှုံးလိုက်ပြိဿကိုပြန်တောင်းပန်လိုက်လို့ပြီးအရှုံးတန်နေရလဲနေတဲ့ကစားသမားလည်းမဟုတ်ပါဘူးကြီးကြီးကျယ်ကျယ်နေပြောပြီးတိုးတက်မလာရင်ပြိဿကိုတစ်တန်လုံးတောင်းပန်နေရမှာပါပဲအထူးသဖြင့်ဂျိုရှူအာဘန်ကတပွဲပြီးတပွဲပြိုင်ပွဲကိုအနေထားကောင်းကောင်းနဲ့ချင်းကပ်ပါတယ်အထူးသဖြင့်ဂျိုရှူအာဘန်က UFC Flyweight တန်းကမ္ဘာချန်ပီယံဆိုရင်ရည်ရွယ်ချက်ရှိပါတယ် ။ဆင်ရထက်ထမှုရှိသလိုပေါ်ပင်မမှတ်ဘူး။တပွဲထက်တပွဲပိုကောင်းလာတယ်။ဘောင်းစင်စကေးကတော်တော်မြင်လာသလိုပါဝါတက်လာတယ်။ကောင်တာညာဝိုက်ကောင်းသလိုလက်သီးမြန်လာတယ်။ဒါကြောင့်လေကျိုးရှူအပန်ရဲ့ပွဲတွေကိုကြည့်ရင်ပြည်သက်တွေကစိတ်ကျေနပ်မှုအပြေဝရပါတယ်။အခုလေးကျိုးရှူအပန်ဟောင်းနမေကြီးဘရာဇီလဝေသမားကိုလဲထိုးနိုင်ပြလိုက်တာပါ အစောပိုင်းမှာတော့ဘရာဇီးလန်ဝေတမကမြန်မာကစားသမားဂျိုရှူအာဘတ်ကိုဒုတိယချီမာတဲ့မောက်သိပ်ပြမယ်လို့ကြုံဝါထားပါတယ်။ဒါကလည်းဗန်ဟောင်းသက်23နှစ်ရွယ်ချာတေးလင်းတရားမို့မလောင်လေးမလောင်စားဆိုပြီးအထင်သေးနေပုံရပါတယ်။ဒါပေမဲ့လည်းတကယ်တမ်းမှာတော့ဂျိုရှုအာဘန်ကထင်ထားသလောက်မလွဲကြောင်းဘရာဇီးကစားသမားသဘောပေါက်သွားရပါတယ်။ဘရာဇီးကစားသမားဘရူနိုဟောင်းပထမအကြိမ်မှာဂျိုရှုအာဘန်ရဲ့အောက်ပိုင်းကိုဖြိုးဖို့ခြေခံချက်တွေနဲ့ကြိုးစားပါတယ်။ဒါကြောင့်လည်းပထမအကြိမ်မှာတော့ဖန်ဟာမကြမကြလေးချခံရတာပါ ဒါပေမဲ့လည်းဒုတိယအခြေကားစလို့ဂျိုရှုအပိုင်ရဲ့လက်မြန်ပြင်းထန်အားပါတဲ့လက်သေးတွေကိုမြင်လာရပါတယ်။အထူးသဖြင့်ဘရာစီကစားသမားဘရူနိုရဲ့မျက်နှာကိုဂျိုရှုအပိုင်ရဲ့ဘင်းကလက်သေးပြင်းပြင်းတွေကဆက်မော်တာတက်ထားသည်လားတတိုင်းတိုင်းဝင်လာတာပါ။ဒါကြောင့်လည်းဘရာစီကစားသမားဘရူနိုစီးပွားရဲ့မျက်နှာကဖူးယောင်လာပါတယ်။ဒါပေမဲ့လည်းဒုတိယအခြေတီတောင်းခံနိုင်စေပါကျောရှုအပိုင်ရဲ့လက်သေးအောင်တက်လာတာကလည်းမြမကုံဆောင်ကန်နဝင်ကစားသမားအောင်လာရဆန်းကိုရိုင်းလေ့ကျင့်ပေးခဲ့တာကြောင့်လည်းပါပါတယ်။ ။တတိယချီမှာတော့မြန်မာလက်တီကိုမခံနိုင်တော့တဲ့ဘရာဇီးလဝိတ်သမောင်းဘရူနိုစီဘာတယောက်မှောက်သွားရပါပြီ။အခုဆုံးဂျိုရှူအာဘန်ဟောင်း UFC မှာအတိုးထက်ဆုံးကစားသမားဖြစ်လာတာပါ။ဖန်တီယောက်ခုဆိုသူထံ ranking မြင့်တဲ့ကစားသမားတွေကိုနိုင်လာတာကြောင့်တဖြည်းဖြည်းနဲ့အဆင်ပြေလာပါပြီ။မကြခင်ချိန်တော်တွင်မှာဂျိုရှူအာဘတ်တယောက် UFC Flyweight တန်းချန်ပီယံခပတ်ကိုစိန်ခေါ်ခွင့်ရမလားဆိုတာကတော့စောင့်ကြည့်ရပါမယ်။အခုဆုံးဂျိုရှူအာဘတ်ဟာမြမကုံဆောင်ကစားသမားဖြစ်လာပါပြီ။ ယခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဂျိုရှုအဘန်ရဲ့တိုးတက်မှုကိုဘယ်လိုမြင်ကြသလဲဆိုတာပြောသွားကြပါအောင်ရှင်။